ဲကြည့်ခလေးတွေကိုလမ်းမရောက်အောင်ဆွဲခေါ်နေတာနော်လက်ဦးဆရာမိထိုက်စွာ ပုပ္ပစရိယမိနဲ့ဖားတဲ့ဘဲဆရာတွေဘလောက်ပဲအတင်ပြကောင်းနေပါစေအဲ့ဒီအတင်ပြကောင်းပါတယ်ဆိုတဲ့ဆရာတွေဟာခလေးတွေနဲ့တောင်းမှတွေ့တာပါခလေးတွေနဲ့အရင်ဆုံးတွေ့ရတာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်ခလေးတွေရဲ့လက်ဦးဆရာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်အဲ့ဒီလိုမိဘတွေဟာ ကလေးတွေရဲ့လက်ဥစရာတွေ ဖြစ်တဲ့အတွက်ကလေးတွေလမ်းမမရောက်အောင်မိဘတွေအနေနဲ့ကောင်းတာတွေကိုချပြပြီးတုံတင် ဆုံးမပေးရမှာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်ကလေးတွေလမ်းမမရောက်အောင်တုံတင်ဆုံးမပေးခြင်းမရှိဘဲကလေးတွေကိုအယူမအောင်လမ်းမခေါ်ဆောင်သွားတာဟာကလေးတွေရဲ့တန်တားမှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကိုတပ်ပြက်တာပဲဖြစ်ပါတယ်နောက်ပြီးကလေးတွေဆိုတာဟာနိုင်ငံနဲ့သာသနာအတွက် ကောင်းကျိုးကိုတည်ဆောင်မဲ့မျိုးဆက်သစ်တွေဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆက်သစ်ကလေးတွေကိုအယူမှားအောင် လုပ်တာဟာနိုင်ငံအကျိုးနဲ့သာသနာအကျိုးကိုတပ်ပြစ်တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ဦးဆရာများဖြစ်ကြတဲ့မိဘနှစ်ပါးရောကလေးတွေကိုတုံတင်ဆုံးမပေးနေတဲ့ဆရာသမားတွေရောနိုင်ငံရဲ့အကျိုးနဲ့သာသနာရဲ့အကျိုးကိုတတ်ပြတဲ့လူတွေမဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ်เนาะအရှင်ဖေယတပည့်တော်နောက်ဘဝမှာလူပဲဖြစ်ချင်ပါတယ်ဖေယ ညတ်တွေမဖြစ်ချင်ပါဘူးဖေယဘယ်လိုကောင်းမှုပြုရပါသလဲဖေယတပည့်တော်ကမတန်ဆွမ်းပါဖေယဖြည့်ပေးပါအရှင်ဖေယအရှင်ဖေယကျမ်းပါပါစေတဲ့လောဘအာကြည့်ရင်ကြိတ်တာဖြစ်တယ်ဒေါသအာကြည့်ရင်ငရဲကြတယ်မောဟအာကြည့်ရင်တရိစ္ဆာန်ဖြစ်တယ်တလွဲမာနအာကြည့်ရင်အတုတကယ်ဖြစ်တယ်သီလနဲ့ဒါနအာကြည့်ရင်လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာကိုရတယ်တမထအာကြည့်ရင်မြမပြေကိုရောက်တယ် ဝိပဿနာအားကြီးရင်သောတာပန်တဂရကံအနာကံယဟန္တာဘဝကိုရတယ်။မဘန်ရှင်ကဒုဘဝကိုရောက်ချင်တဲ့ဆိုရင်သီလစောက်တည်ပြီးဒါနပြုပါ။တချို့ကအပေကြရတာဟာဒါနမရှိလို့ကြရတယ်လို့ထင်တတ်ကြပါတယ်။မဟုတ်ပါဘူးနော်။သီလမရှိလို့အပေကြတာပါ။ဒါနဟာဥစ္စာစည်းစိမ်ချမ်းသာကိုပဲပြီးစွားနိုင်ပါတယ်။ဒါကြောင့်လူဘဝလူချမ်းသာ၊နတ်ဘဝနတ်ချမ်းသာကိုရကျင်တယ်ဆိုရင် ၁တီလာဆောက်ဒီပါ၂ဒါနပြုပါမန်းပိုင်ရှင်ကလူဘဝကိုရကျင်တယ်ဆိုတော့အဲ့ဒီလူဘဝကိုရည်မှန်းပြီး၁ဒါနပြုပါ၂တီလာဆောက်ဒီပါအဲ့ဒါဆိုရင်လူဘဝလူချမ်းသာကိုရပါလိမ့်မယ်နော်ဖုံဖုံတို့တစ်တော့မှအဲ့လိုပြောလို့ရလားအဲ့ဒါကရောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက ခွင့်ပြုထားပါသလားမပိုင်ရှင်ကိုလည်းဥစဉ်ပြန်မေးပါမယ်နော် မြတ်စွာဘုရားလက်ထက်ကတစ်တော့ပေါ်ပြီလားဟမ်မပေါ်သေးပါဘူးနော်မြတ်စွာဘုရားလက်ထက်ကတစ်တော့မပေါ်သေးတဲ့အတွက်တစ်တော့မှာတရားစကားမပြောရဘူးလို့မြတ်စွာဘုရားကဘယ်လိုလုပ်ပြီးတားမြစ်မလဲနည်းနည်းစဉ်းစားကြည့်ပါနော်ယဟန်တော်တွေဟာမြတ်စွာဘုရားတားမြစ်ထားတဲ့အရာတွေကိုသာ မပြောကောင်းမလုပ်ကောင်းတာပါမြတ်စွာဘုရားလည်းတားမြစ်မထားဘူးလူတကာတကာမတွေအတွက်လည်းပဲအပြစ်ကင်းပြီးကောင်းကျိုးဖြစ်စေတဲ့အရာဆိုရင်ပြောကောင်းလုပ်ကောင်းပါတယ်တိတော့မှာတရားစကားပြောတာဟာအပြစ်ကင်းပြီးတော့ကောင်းကျိုးဖြစ်တဲ့အလုပ်ကိုလုပ်တာပါနော်ဒါကြောင့်တိတော့မှာတရားစကားပြောတာဟာပြောကောင်းပါတယ်နော်ဖုံဖုံဖေရမိန်ကလေးတွေကတီလာရှင်မဝိရင် မြင့်မြတ်တဲ့မိန်ကလေးမဖြစ်ဘူးဆိုတာတကယ်ပဲလားဖရာတဲ့မဆိုင်ပါဘူးเนาะတိလရှင်ဝှက်ဖူးပြီးတော့မကောင်းတာတွေ လုပ်နေရင်ဘယ်လိုလုပ်မလဲမြတ်စွာဘုရားကကောသလမင်းကြီးကိုမိမမြတ်ဖြစ်ကြောင်းတရား၄ပါးဟောကြားထားတာရှိပါတယ်အဲ့ဒီမိမမြတ်ဖြစ်ကြောင်းတရား၄ပါးကဘာတွေလဲဆိုရင်၁တိလဝတိကိုကျင့်တိလနှင့်ပြည့်စုံခြင်း၂မေတ္တာဝိနည်း အမျောအမြင်ဉာဏ်ပညာနှင့်ပြည့်စုံခြင်း၃တတုဒေဝဉာဏ်ယောက်ခမကိုအိမ်ဦးနက်ကဲ့သို့စီးကပ်ခြင်း၄ပဋိပဒါလင်းကိုယိုတိယုယမြနိုးခြင်းတို့ ဖြစ်ပါれဤတရား၄ပါးနှင့်အညီနေမယ်ဆိုရင်မိမမျက်ဖြစ်ပါれဒါကြောင့်မိမမျက်ဖြစ်ခြင်းမဖြစ်ခြင်းဟာတိလရှင်ဝိဖူးခြင်းမဝိဖူးခြင်းနဲ့မဆိုင်ပါဘူးအကျင့်တရားနဲ့ပဲဆိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါれ ရှင်ဖရာတပည့်တော်ဖရာရှိခိုးတဲ့အခါကွန်းဆွဲနေခြင်းကြောင့်ကွန်းငုံထားတာအပြည့်ရှိပါသလားဖရာတဲ့ဖရာရှိခိုးတဲ့အခါမှာကွန်းငုံထားရင်အပြည့်ရှိတယ်လို့တော့ဖရာဟောကြံကံတွေမှာမရှိပါဘူးသို့တော်လည်းပဲဖရာရှင်လက်ထက်ကအနာထပိန်တတိကြီးဟာဖရာရှင်ရဲ့ဂုံတော်တွေကိုတီကျူးရွတ်ဆိုပြီးဖရာရှိခိုးတော့မယ်ဆိုရင်အရင်ဦးဆုံးပါဇက်တန်ရှင်ရေးလုပ်ပြီးမှဖရာရှင်ရဲ့ဂုံတော်တွေကိုတီကျူးရွတ်ဆိုပြီးဖရာရှိခိုးတယ်လို့ စာပေကျမ်းဂန်တွေမှာမှတ်သားဖူးပါတယ်ရှေ့ရှေ့သောအရိယာသူတော်ကောင်းကြီးတွေတည်ပင်လျင်ပါဇက်ကိုတန်ရှင်းရေးလုပ်ပြီးမှဖျားရှင်ရဲ့ဂုံတော်တွေကိုတည်ကျူးရွတ်ဆိုပြီးဖျားရှိခိုးတဲ့အလေးအထကိုပြုလုပ်ကြတာဖြစ်တဲ့အတွက်မှန်ပိုင်ရှင်လည်းပဲဖျားရှိခိုးတဲ့အခါမှာကိုမငုံပဲဖျားရှိခိုးနိုင်မယ်ဆိုရင်ရှေ့ရှေ့သောအရိယာသူတော်ကောင်းကြီးတွေရဲ့လမ်းစဉ်ကိုလိုက်နာရရောက်ပါတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ဖျားရှိခိုးတဲ့အခါမှာ ိုးမငုံပဲရှိခိုးပါလို့ပြောကြပါတယ်ဗုဒ္ဓဘာသာဝင်တချို့တခြားဘာသာတွေကူးပြောင်းသွားတာမြင်တဲ့အခါဘယ်လိုခံစားရပါသလဲဆိုပြီးတော့တချို့ကဥစဉ်ကိုလာမေးကြပါတယ်အဲ့ဒီလိုလာမေးတဲ့အခါမှာဥစဉ်ကအယံဝမ်းတာလိုက်တာလို့ပြန်ဖြေလိုက်ပါတယ်ဘာကြောင့်ကိုယ်ဘာသာဝင် သူများဘာသာထဲရောက်သွားတာဝမ်းတာရတာလေလို့မိစရာအကြောင်းရှိလာနိုင်ပါတယ် ဥစဉ်ဝန်တာရတဲ့အကြောင်းရင်းကဒီလိုပါစဘာချွေလေးဆက်တွေမပေါ်ခင်ကာလတုန်းကလယ်သမားတကာကြီးတွေဟာစဘာလှိတဲ့အခါမှာလေလာတဲ့အချိန်ကိုစောင့်ပြီးစဘာလှိကြရပါတယ်အဲ့ဒီလိုစဘာလှိတဲ့အခါမှာအစံမပါတဲ့စဘာအဖျင်းတွေကလေထဲကိုလွင့်သွားပြီးအစံပါတဲ့စဘာတွေကအောက်ကိုကျပါတယ်လယ်သမားတကာကြီးတွေကအစံပါတဲ့စဘာတွေကိုသာကောက်ယူပြီး လေထဲလွင့်သွားတဲ့အစံမပါတဲ့သဘာအဖျင်းတွေကိုတော့ဘယ်သူမှမယူကြပါဘူး။ဘာကြောင့်မယူကြတာလဲဆိုရင်သဘာအဖျင်းတွေဆိုတာဟာဘယ်နေရာမှတုံးစားလို့မရတဲ့အတွက်ဖြစ်ပါတယ်။အဲ့ဒီဥပမာအတိုင်းပါပဲ။ဗုဒ္ဓဘာသာထဲမှာနေပြီးယရနာ၃ပါးဤဂုံကျေးစုဗုဒ္ဓဘာသာဤတန်ဖိုးကို နားမလည်တဲ့လူဖျင်းတွေတခြားဘာသာထဲကူးပြောင်းသွားတာဟာအဖျင်းတွေလွင့်သွားတာဖြစ်ပါတယ်။အဲ့ဒါကိုတွေးပြီးတော့ ဥစဉ်ကဝန်တာရခြင်းဖြစ်ပါတယ်။အဲ့ဒီလိုယရနာ၃ပါးဤဂုံကျေးဇူးဗုဒ္ဓဘာသာဤတန်ဖိုးကိုနားမလည်တဲ့လူတွေဗုဒ္ဓဘာသာထဲမှာရှိနေမယ်ဆိုရင်ဗုဒ္ဓဘာသာညံ့နွမ်းပါတယ်။ဒါကြောင့်အဲ့ဒီလိုပုဂ္ဂိုလ်တွေတခြားဘာသာထဲကူးပြောင်းသွားတာဟာကိုယ့်ဘာသာအတွက်အကောင်းဆုံးဖြစ်ပါတယ်။ဥစဉ်ရဲ့ဒကာဒကာမတွေကိုလည်းပြောကျင်တာကအဲ့ဒီလိုယရနာ၃ပါးဤဂုံကျေးဇူးလည်းမသိဗုဒ္ဓဘာသာဤတန်ဖိုးကိုလည်းနားမလည်တဲ့လူတချို့ တခြားဘာသာတွေပူပြောင်းသွားတာကိုမြင်ပြီးဆိုရင်အော်အဖျင်းတွေလွင့်သွားပြန်ပြီလို့တွေးပြီးဝမ်းသာလိုက်ပါလို့ပြောကြင်ပါတယ်နော်